ဟောင်ကောင်မြို့တိုင်ပိုခရိုင်တွင်းရှိ1 for good အိမ်ယာဝင်းတွင်မှာအမြင့်ဆုံးဆင့် level 5မီလောင်မှုကြီးဖြစ်ပွားခဲ့တယ်လို့ CNN World သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။ဒီမီလောင်မှုဟာပြီးခဲ့တဲ့နိုဝင်ဘာလ26ရက်နေ့ကတိုက်ခန်းပေါင်း2000နီးပါးအဆောက်အုံရှစ်လုံးလူပေါင်း4800ခန့်နေထိုင်တဲ့1 for good အိမ်ယာဝင်းတွင်မှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ ဒီမီလောင်မှုကအဆောက်အုံပြည်လဲထင်းသိမ်းရေးလုပ်ငန်းရှင်များဆောင်ရွက်နေစဉ်ဝမ်ချောင်းတာဝါမှစတင်ခဲ့တာဖြစ်ပြီးတက်တလျှောက်ဆင်ထားတဲ့ညမ်းစိန်များနဲ့ပိုလီစတိုင်ရင်းပုံပြများမှတဆင့်မီးပုံမှုကူးဆက်လာတာဖြစ်ပြီးအခြားတာဝါများတီပြန့်လန့်လာခဲ့တာပဲဖြစ်ပါတယ်။အင်ယာဝန်တွင်းနေထိုင်သူများရဲ့ပြောကြားချက်အရမီးလောင်မှုစတင်ချိန်တွင် fire လက်များအလုံးလုံးချင်းမရှိတာကြောင့်အချိန်တုံအတွင်းမီးအလင်များပြန့်နှံ့သွားရလို့ဆိုပါတယ်။လက်ရှိတွင် တာဝါရှစ်လုံးနဲ့ခုနှစ်လုံးမှာမီးလောင်ကျွမ်းခံထားရပြီးအိမ်ယာဝန်တွင်နေထိုင်သူများကိုလည်းယာယီနေထိုင်ရေးအဆောက်အုံများထံသို့ရွှေ့ပြောင်းထားကြောင်းသိရပါတယ်။ဒါအပြင်ယခုမီးလောင်မှုဖြစ်စဉ်အတွင်းနေထိုင်သူအိမ်အောင်စုများကိုဟောင်ကောင်ဒေါ်လာ၁000စီထောက်ပံ့ခြင်းပေးသွားမယ်လို့ဟောင်ကောင်ဝန်ကြီးချုပ်ဂျွန်လီရဲ့ပြောကြားချက်အရသိရပါတယ်။နောက်ဆုံးရသတင်းများအရမီးလောင်မှုကြောင့်မိသက်သမား2ဦးပါဝင်သေဆုံးသူ94ဦး၊ဒဏ်ရာရရှိသူ86ဦးနဲ့ပျောက်ဆုံးသူ300ဝန်းကျင်ရှိကြောင်း CNN World သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။